ပထမဆုံးအနေနဲ့ဒါလုံးပိုင်စိုက်ကိုရင်စပြီးတော့ပြနေတယ်မနော်လုံးပိုင်စိုက်ကတော့ဘလို့တွားနေလဲပေါ့ဒါလေးကျွန်တော်တစ်ချက်ရင်ကြည့်လုံးပိုင်စိုက်ကညာတော့ဒီရနေဒီရနေစပါဘူးနော်ဒီမှာကျွန်တော်တုံညာနှစ်တုံညာနှစ်ကနှစ်နော်တုံညာနှစ်ရဲ့ဒီကကျွန်တော်ခွန်ရဲ့ ။ဒုညာနေရီခွင်။ဒုတိခွင်။ sorry ။ဒုညာနေနေနေဒီခွန်နဲ့နေလည်းလို့ဝိုင်းလိုက်ရအောင်နော်။ဒုညာနေနေဒီခွန်နဲ့ဒီခွန်နဲ့ပေါင်းခြင်း။ဒီခွန်နဲ့ပေါင်းခြင်းကကျွန်တော်တို့ဒုညာနေခွန်ဆိုတော့ကိုယ်ပိုင်ရနော်ကိုယ်ပိုင်ရဒီကိုယ်ပိုင်ကကြတော့ကျွန်တော် ိုးပိုင်ကိုးပိုင်ရတယ်ဒီမှာအဲ့ကိုးပိုင်ရကျွန်တော်ဒီမနေ့မှာကိုးဆိုရင်လာပြီးရနော်ကိုးဆိုရင်လာပြီးတယ်နောက်ထပ်ကကျွန်တော်ဒီမှာပဲဆက်ပြီးတော့ပြမယ်ဒီမှာရောင်လေးနဲ့ချိန်လိုက်အဲ့တော့ဒီမှာက26နော်26ရယ်26ရယ်9ရယ်ပေါင်းတော့ညပေါင်းလို့ရှင်းရှင်းနေကောင်းနဲ့ပေါင်းတော့သုံးတော့ရနော် သုံးလို့ရအဲ့တော့သုံးပိုင်းသုံးပိုင်းဆိုတော့ဒီမှာသုံးဆိုရင်လာထွက်တယ်ပေါ့နော်သုံးဆိုရင်လာထွက်တယ်အဲ့နောက်တစ်ခုကျွန်တော်ထပ်ပြီးတော့ပြမယ်ပေါ့ဒါလည်းပြမယ်အဲ့တော့ဒီမှာကျတော့ကျွန်တော်အစိမ့်လေးနဲ့ပြစိမ့်လေးနဲ့ခွန်ခွန်ရယ်နော်ခွန်ခွန်ရယ်ဒီကသုံးရယ်ပေါ့ခွန်ခွန်သုံးပေါင်းခြင်းဟာကျွန်တော်တို့ဖရရလေဆိုတော့ခွန်လို့ပြရမယ်နော် စေစကုံကုံသူဒီမှာကွန်ရှင်းမှလာပြီကွန်ရှင်းမှလာပြီတဲ့ခင်ဟုတ်ပြီနောက်ထပ်ကျော်ဒီမှာပဲလုံးပိုင်ကိုဘာရောက်နေလဲပြအပြာလေးနဲ့ပြဒီ9-9နဲ့9-9နဲ့ဒီရ8နဲ့ပေါင်းခြင်းဒါ200ရနော်200တယ်ဆိုတော့ဒီမှာ2ပါ2ပါအဲ့2ပါရဒီမှာ52ပါကျွန်တော်2ပါဆိုပြီးတော့ တောက်ကြနေရကျွန်တော်တို့ဖတ်တီးပေးခဲ့တယ်ဗောနော်အဲ့တော့နှစ်ပိုင်းအနေနဲ့ဖတ်တီးပေးခဲ့တယ်အဲ့ဒီကောင်ကကြတော့နှစ်ပိုင်း93 92နော်ဒါဆိုတော့ကျွန်တော်တို့အခုလာမယ့်ပွဲအတွက်ဗောနော်အခုလာမယ့်ပွဲအတွက်ကကျွန်တော်ဒီမနက်ဖြန်မနက်ပွဲအတွက်ကပါလေးနဲ့အရောင်လေးချိန်ပြမယ်ဆိုရင်ချော်ပါလေးနဲ့ပြန်ပြအဲ့တော့3ည3ရေဒီဟာ2ရေဆိုတော့5ပိုင်းရတယ်နော်5ပိုင်းရတယ် ၅ပိုင်းရပြီဟုတ်ပြီဆိုတော့၅ပိုင်း၅ပိုင်းရှိတယ်နော်မလဲမလဲတို့၅ပိုင်းဆိုလို့ရှိတယ်နော်ဟုတ်ပြီကြောက်ရတဲ့ဒါတသက်နော်၅ပိုင်းတစ်ခုတသက်စေးလိုက်မို့ကိုပြင်းနေနဲ့စေးလိုက်မယ်ကြောက်ပြီးရတော့ဒီကောင်နောက်တစ်ခုဒီကောင်ပြန်ယူပြီးတော့ ဝမ်းကျင်းတစ်ခုထပ်ပြပါနော်ဝမ်းကျင်းတစ်ခုကဘယ်လိုမျိုးပေးနေလဲဝမ်းကျင်းဘယ်လိုပေးနေလဲဆိုတော့တစ်ချက်ကြည့်မယ်ပေါ့ကျော်ဒီကတော့မြားလေးနဲ့ပြမြားလေးနဲ့ဒီမှာအဲ့တော့ဒီမှာကတဲ့တော်ဒီပွဲရစားပြ9နဲ့4နဲ့ပေါ့နော်9နဲ့4နဲ့ဒီကောင်လေးနဲ့တွားကြည့်ဒီကောင်လေးတွားဒါဖြတ်လိုက် ဒီရောင်းနိုင်မလားဒီကောင်းလေးနဲ့ကိုးနဲ့လေးနဲ့နော်ဆိုတော့တော့ကိုးလေးဝန်းချင်းကိုးလေးဝန်းချင်းနဲ့ကသူကကိုးညီနော်ကိုးညီလေနောက်တစ်ခုကခြားတော့နောက်တစ်ခုကခြားတော့ကိုးကဒီမှာညီရနော်35 35နဲ့နော်35နဲ့လေကဦးနာတော့ကိုးလေးဝန်းချင်းကိုးညီတာဒီမှာ ဒီမှာ3 9ဝန်းကြီးဒါတဲ့อยู่ရနော်ဘာမှပေါင်းတာတွေပါမဟုတ်စွိုက်ရဲ့3ကြီးတယ်ဒါ3เนาะအဲ့တော့နောက်ထပ်တစ်ခုထပ်ပြမယ်ဒီမှာ6နဲ့9နဲ့ဝန်းကြီးเนาะ6 9ဝန်းကြီး6ဝန်းကြီးဒီ6 9ဝန်းကြီးเนี่ยကျွန်တော်တို့ခွန်ကြီးရเนาะဒီမှာခွန်9 3ခွန်ဆိုပြီးအဲ့လိုမျိုးဝန်းကြီးပြရเนาะ9 3ခွန်เนาะဝန်းကြီးပြကဲဟုတ်ပြရတော့နောက်ထပ် တခုပါကြာကျွန်တော်ဒီမှာအစိမ့်လေးနဲ့ပဲ၄နှစ်အဲဒါကျတော့ဒဲတောင်ပြေးပါတော့နော်၄နှစ်ဆိုပြီးဒဲတောင်လာပြေးပါတယ်အဲ့တော့၄နှစ်ဝန်းကျင်ဒဲဝန်းကျင်ကဒီမှာ၄နှစ်ဆိုပြီးတော့ဒဲဝန်းကျင်ပြီးတော့၄၄နှစ်ဆိုဒဲဝန်းကျင်ဒါဆိုကျွန်တော်မနက်ကအတွက်ကြတော့ဘာရမလဲဘောနော်မနက်ကအတွက်ကြတော့6နဲ့10နဲ့ဝန်းကျင်ရှိရနော်6ဒဲဝန်းကျင် ကဲဒါဆိုရင်အခုဒီမနေ့ပွဲပေါ့နော်ဒီပွဲဒီပွဲမှာကျွန်တော်တို့6တဲဝန်းကျင်နော်ဒီပွဲမှာ6တဲဝန်းကျင်ရှိတယ်ဟုတ်ပြီရတော့6တဲဝန်းကျင်ရှိတယ်ခုနကတော့ကျွန်တော်တို့လုံးပါရငါအဲ့တော့မနေ့ကမနေ့အတွက်ပေါ့နော်ကျွန်တော်တို့18ရက်3လ2 5ပေါ့နော်အဲ့တော့က ကျွန်တော်တို့ဟာပိုင်ငါပတ်တီငါပတ်တီဘုရားငါပတ်တီပါမယ်ပြီးခါကြလို့ရှင်ကျွန်တော်တို့ဒီမှာကျွန်တော်တို့6 1ဝန်းကျင်ရှိရနော်ဒီမှာ6 1တဲချင်းရှိ6 1တဲချင်းရှိအဲ့တော့ငါ6နဲ့ဒီ9 1 9တဲဩပါမယ်နော်ငါ6 9 1ဩပါဩပါမယ်အဲ့ဒါကိုကျွန်တော် ပြင်ပြီးတော့ရေးပြင်ပေါ့နော်ဒါလေးကစေးတယ်ပဲထားလိုက်ပေါ့မစေးတော့ဘူးထွက်လိုက်ရင်ရတယ်ရတယ် disk chain okay ဒီမှာပဲရေးပြလိုက်နော်5 6နဲ့ sorry ငါပတ်တီကဦးစားပေးပေါ့နော်ငါပြေငါပတ်ဒီ ဦးစားပေးရနော်၅ဘတ်ဒီဦးစားပေးပြီးတော့၅6နဲ့၅တကတအောဝတ်နော်အောဝတ်အောဝတ်ခေအားလုံးပဲမနေ့ကကံကောင်းကြပါစေဗျာ